တချို့လူတွေကတိတ်ထက်မြက်ထူးချွန်ကြတယ်ဒါပေမဲ့အောင်မြင်မှုကို အထိုက်လျောက်မရကြဘူးတချို့လူတွေကြတော့စိတ်ကောင်းစေနာကောင်းရှိပါရဲ့ဒါပေမဲ့အမြဲတမ်းအကူအညီမပေးနိုင်ဘူးဒါဆိုရင်လူတစ်ယောက်ကတခုခုအတင်ယူတက်မြောက်ဖို့အတွက်အရေးကြီးဆုံးအရာတွေကဘာတွေဖြစ်မလဲဒီအရာလေးတွေကိုစဉ်းစားနေရင်လည်းအခုဆရာပြောပြမဲ့ပုံမြင်လေးကိုနားထောင်ကြည့်မယ်နော်ဆရာကတော့ Treasure Land Education က Admin O Level ဖြစ်ပါတယ် ိုးရှဲရှဲတုန်းကစိတ်ကောင်းစေနာကောင်းရှိတဲ့ဥယျာဉ်မူကြီးတယောက်ရှိတဲ့။အဲ့ဒီဥယျာဉ်မူကြီးရဲ့ဥယျာဉ်ထဲမှာစိန်လန်းဆိုပြတဲ့စပြစ်ပင်ငယ်လေး၃ပင်ရှိတဲ့။အဲ့ဒီစပြစ်ပင်လေး၃ပင်ရဲ့နာမည်ကတော့ Cognito, Emotia နဲ့ Motora လို့ပဲဖြစ်ပါတယ်။ Cognito ဆိုတဲ့စပြစ်ပင်လေးကဥယျာဉ်မူကြီးပြောပြတဲ့အပင်နေအကြောင်းမြေစီလွာအကြောင်းနေနဲ့လရဲ့စဝန်းတွေအကြောင်းအားလုံးအယုံဆိုင်ပြီးနားထောင်လေးရှိတဲ့ သူကတိုးတက်ကြီးပွားဖို့အနှစ်သာရကိုတိဖို့ဆိုရင် အရင်ဆုံးသူ့ရဲ့လျှို့ဝှက်ချက်ကိုသိရမယ်လို့သူ့ရဲ့အသိဉာဏ်ပေါ်အခြေခံပြီးတော့အမြဲတမ်းပြောလို့ရှိရယ်။ emotion ကတော့ဥယျာဉ်မှုကြီးရဲ့နှွေးထွေးတဲ့အထည်တွေ့နေအောင်ချီရဲ့အကူအညီပေးမှုလို့နည်းနည်းရှိုင်းရှိုင်းခံစားတတ်တယ်။သူဟာဆိုလို့ရှိရင်ရေငတ်နေတဲ့ပန်းလေးတွေအတွက်စိတ်မကောင်းဖြစ်တတ်ပြီးပြားလေးတွေရဲ့တဝူဝီတမ်းမှပျော်ရွှင်တတ်တယ်။ တကယ်ကြီးထွားဖို့လိုအပ်တာကပတ်ဝန်းကျင်မှာတကယ်ရှိတဲ့အရာတွေကိုတတ်မိုးထားလေးစားမြတ်နိုးရမယ်လို့သူ့ရဲ့နှွေးထွေးနှလုံးသားကို အမြဲတမ်းပြောလေးရှိတယ်။မော်တိုရာဆိုတဲ့စပစ်ပင်လေးကတော့လက်တွေ့လှုပ်တဲ့အပေါ်ပဲယုံကြည်တယ်။ခိုင်မာတဲ့အာရုံအပြည့်နဲ့အမြဲတမ်းစင်ပေါ်ကိုတက်ရောက်ပြီးနေမင်းကြီးစီကိုဥတီတဲ့လက်တံတွေကိုစန့်ထုတ်တယ်။သူ့ရဲ့ဆုပ်ကိုင်နိုင်စွမ်းကိုအမြဲတမ်းစန့်တတ်ပြီး လက်တွေ့ကြတဲ့သူ့ရဲ့အတီကိုအမြဲတမ်းပြောပြတယ်။တမလာဖို့ဆိုရင် ကိုရိုင်းတက်တက်ကြွကြွလှုပ်ဆောင်မှာပဲရမယ်ဆိုပြီးတော့သူ့ရဲ့ခွန်အားကိုအမြဲတမ်းဂုဏ်ယူလိမ့်ရှိတဲ့။တနေ့ကျတော့ဥယျာဉ်ကြီးတစ်ခုလုံးကိုဖြစ်စည်းနိုင်တဲ့မို့ယောဂဆိုးကြီးတစ်ခုကြာရောက်လာတဲ့။အဲ့ဒီယောဂဆိုးကြီးကိုစပြက်ပင်လေးသုံးပင်ဟာအတူတူပူပေါင်းပြီးကာကွယ်ကြတဲ့။ကော့ဂနီတိုဟာသူ့ရဲ့အပင်ပိုင်းဆိုင်ရာနဲ့ဗဟုသုတတွေ ဒီယောဂလက္ခဏာတွေကိုအသေးစိတ်ပြောပြပြီးတော့ဘယ်လိုကုသရမလဲဆိုတာပြောပြတဲ့။ emotion ကတော့အပင်နေရဲ့ဝေဒနာကိုခံစားပြီးသူတို့ရဲ့စာနာစိတ်ကိုအမြဲတမ်းပြောပြတယ်။သူတို့ကိုအမြဲတမ်းဖိအားပေးတဲ့။ motor ကတော့လိုအပ်တဲ့ခွန်အားနဲ့သူတို့အတွက်လိုအပ်တဲ့ဘဟုအစာအာဟာရတွေကို အမြဲတမ်းစုဆောင်းပြီးသူတို့စီကို selection တန်တိုင်းအောင် အထောက်ပံ့ပေးတဲ့။ ဥယျာဉ်မှူးကြီးဟာသူတို့ရဲ့ရုံးကလှုပ်ရှားမှုတွေကိုကြည့်ပြီးနူးညံ့တဲ့အပြုံးနဲ့ပြောပြလိုက်တယ်။ငါရဲ့ချက်လာစွာသောစပစ်ပင်လေးတို့မင်းတို့တယောက်စီမှာကြီးထွားမှုအတွက်အရေးကြီးတဲ့အစိတ်ပိုင်းတွေရှိကြတယ်။ညံလွားနားလည်မှုကစိတ်ခေါ်မှုတွေကိုသိမြင်စေတယ်။စိတ်ကိုဂရုစိုက်မှုကဆက်သွယ်မှုနဲ့အတူတူကကောင်းမွန်စွာနေထိုင်နိုင်မှုကိုတိုးမြင်ပေးတယ်။အဲ့ဒါလိုပဲလက်တွေ့နဲ့တိကျတဲ့ပါဝင်ဆောင်ရွက်မှုဟာဆိုရင်အခက်အခဲတွေကိုကျော်လွှားနိုင်တာဖြစ်တယ်။ အသိပညာဟာဂယုဆိုင်မှုမရှိရင်အေးဆက်ပြီးအကျိုးမရှိဘူးဂယုဆိုင်မှုဟာလှုပ်ဆောင်မှုမရှိရင်အားနည်းတယ်နားလည်မှုကငါတို့ရဲ့လှုပ်ဆောင်မှုတွေကိုလမ်းညွန်ပေးပြီးစာနာထောက်ထားမှုကငါတို့ရဲ့စ조사အားထုတ်မှုလှုံ့ဆော်မှုတွေကိုတခြားလူတွေကိုပါကြိထွားစေနိုင်ခဲ့တယ်လို့ကောက်ချက်ဆွဲလိုက်တဲ့ဉာဏ်ပညာစိတ်နှလုံးသားနဲ့လက်တွေ့လှုပ်ဆောင်မှုဟာဆိုလို့ရှိရင်လူတယောက်တစ်ခုခုကိုသင်ယူနိုင်ဖို့အတွက်အဓိကလိုအပ်တဲ့နယ်ပယ်ကြီး၃ခုဖြစ်ပါတယ်ဒီနယ်ပယ်တစ်ခုချင်းစီဟာလူတယောက်ရဲ့အောင်မြင်မှုအတွက် မမရှိမဖြစ်လိုအပ်တဲ့အရေးချင်းတွေပဲဖြစ်ပါတယ်။အပင်တမန်ကြီးထွားဖို့အတွက်နေအောင်ချီရေနဲ့မြေစီပါတွေလိုအပ်တယ်လို့ပဲလူတယောက်ရဲ့တန်ယူမှုဟာလည်းဒီအရာတွေလိုအပ်ပါတယ်။ဒါဆိုရင်အစောကမေးခဲ့တဲ့မိခွန်းတွေကိုဖြည့်ကြည့်ရမယ်ဆိုရင်တအားတော်တဲ့လူတွေဟာတခါတလေမှအောင်မြင်မှုမရကြဘူး။ဘာကြောင့်မို့လဲဆိုတော့သူတို့မှာမှန်ကန်တဲ့လှုပ်ဆောင်မှုမရှိရင်ပဲဖြစ်စေမှန်ကန်တဲ့အခြားလူကိုကူညီခြင်းစိတ်ခံစားမှုမရှိရင်ပဲဖြစ်စေသူတို့ကကြာရှုံးနိုင်လို့ပဲဖြစ်တယ် အချို့စိတ်တဘောထားကောင်းတဲ့သူတွေဟာဆိုရင်လည်းလူတိုင်းကိုမကူညီနိုင်ဘူး။ဘာကြောင့်မို့လဲဆိုတော့သူတို့ကိုယ်တိုင်က သူများကိုကူညီဖို့အတွက်လိုအပ်တဲ့ခွန်အားပလနဲ့လိုအပ်တဲ့ပစ္စည်းကရိယာတွေအလုံးလောက်မရှိလို့ဖြစ်တယ်။ဒါအပြင်တချို့လူတွေဟာဆိုလို့ရှိရင်လည်းတက်ကြွစွာအလုံးလောက်ကြပေမဲ့သူတို့မှာလုံလောက်တဲ့အသိပညာလုံလောက်တဲ့လမ်းကြံမှုမရှိတာဖြစ်တဲ့အတွက်တချို့ကိစ္စတွေမှာလွဲချော်ပြီးတော့လမ်းမတွေရောက်သွားတာဖြစ်တယ်။ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ Benjamin Bloom ဆိုတဲ့လူဟာသူ့ရဲ့လှုပ်ဖော်ကိုင်ပတ်တင်နဲ့1950မှာစပြီးတော့လမ်းညွှန်မှုစလုပ်ခဲ့တယ်။အဲ့ဒါကို Bloom Taxonomy လို့ခေါ်တယ်။ Bloom Taxonomy ဟာဆိုရင်ဆရာတွေအနေနဲ့တင်ယိုးညွှန်းတန်းရေးဆွဲတဲ့အခါမှာဖြစ်စေတင်ကြားတင်ယိုးမှုရည်မှန်းချက်တွေကိုသတ်မှတ်တဲ့အခါចောင်းသားတွေရဲ့တင်ယိုးမှုကိုအကဲဖြတ်တဲ့အခါဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာသိနိုင်ဖို့အတွက်အသုံးဝင်တဲ့လမ်းညွှန်မှုတစ်ခုဖြစ်ခဲ့တယ်။ Bloom's taxonomy ကအဓိကအားဖြင့်네베ကြီး၃ခုရှိတယ်။အဲ့ဒီ네베၃ခုကတော့သိမြင်မှု네베ခံစားမှု네베နဲ့လောက်ဆောင်မှု네베ဆိုပြီးတော့ဖြစ်တယ်။ကျောင်းသားတယောက်အောင်မြင်ဖို့အတွက်ဆိုရင်သိမြင်ရမှာလည်းအရေးကြီးတယ်လို့ခံစားချက်တွေစစဖို့လည်းအရေးကြီးရဖြစ်တယ်။သိတတ်ခံစားတတ်ပေမဲ့လောက်ဆောင်ချက်မရှိရင်လည်းအလကားပဲဖြစ်တယ်ဆိုတာကို Bloom's ကခြားပြခဲ့တယ် တင့်မြင့်မှုနယ်ပယ်ရဲ့အဆင့်နေမှာပထမအဆင့်ကတော့ remembering မှတ်မိခြင်းပဲဖြစ်တယ်။အချက်လက်တိုင်းကို ပြန်လည်သတိရနိုင်ခြင်းဟာဆိုရင်တင့်မြင့်မှုနယ်ပယ်ရဲ့ပထမအဆုံးဖြစ်တယ်။ဒုတိယအဆင့်ကတော့နားလည်ခြင်းဖြစ်တယ်။အချက်လက်တည်းရဲ့အတိတ်ပဲကိုတေချာရှင်းပြနိုင်တာဟာနားလည်ခြင်းအဆင့်ကိုရောက်တာဖြစ်တယ်။ဥပမာအင်္ဂလိပ်လိုသိပ္ပံ theory တစ်ခုကိုမြန်မာလိုရှင်းပြနိုင်နေဆိုရင်နားလည်ခြင်းလို့ပြောလို့ရတယ်။နောက်တစ်စင်းကတော့အသုံးချခြင်းလို့ခေါ်တယ်။ သင်ယူထားတဲ့အချက်လက်တွေကိုအခြေအနေအသက်တွေမှာအသုံးချနိုင်ရင်ဒီချက်ကိုအသုံးချနိုင်ပြီလို့ပြောလို့ရတယ်။ဥပမာသင်ချာပုံတွေနည်းတစ်ခုကိုရှင်းပြရုံတာမကပဲသင်ချာပုံစံတွေ့တဲ့နေရာမှာအသုံးချနိုင်ရင်ဒါကအသုံးချခြင်းလို့ခေါ်တယ်။နောက်တစ်ခုကတော့ခွဲချမ်းစိတ်ဖြာခြင်းလို့ခေါ်တယ်။အချက်လက်တွေကိုအပိုင်းပိုင်းခွဲပြီးသူတို့ရဲ့ဆက်ဆက်မှုတွေကိုရှာဖွေစဉ်းစားနိုင်မယ်ဆိုရင်ဒါကိုခွဲချမ်းစိတ်ဖြာခြင်းလို့ပြောနိုင်တယ်။နောက်တစ်ခုကတော့ပေါင်းဆက်ဖန်တီးခြင်းပဲဖြစ်တယ်။ တင်ကြားထားတဲ့အရာတွေကိုပေါင်းဆက်ပြီးတော့အဲ့ဒီအရာတွေနဲ့မတူတဲ့အခြားသောအရာတစ်ခုကိုတီထွန်ဖန်တီးနိုင်တယ်ဆိုရင်ပေါင်းဆက်ဖန်တီးနိုင်တဲ့အဆင့်ရောက်သွားပြီဖြစ်တယ်။အဆင့်အမြင့်ဆုံးအဆင့်ကတော့အကဲဖြတ်ချဲမဲဖြစ်တယ်။မိမိကိုမိမိသာမက အခြားလူတွေရဲ့လှုပ်ဆောင်ချက်အခြားလူတွေရဲ့အရာတွေကိုကြည့်ပြီးတော့အကဲဖြတ်နိုင်ပြီဆိုရင်ဒီအဆင့်ဟာတည်မြဲမှုနယ်ပယ်ရဲ့အဆင့်အမြင့်ဆုံးအဆင့်ကိုရောက်သွားပြီလို့ပြောလို့ရတယ်။ ခံစားမှုနယ်ပယ်ရဲ့ပထမဦးဆုံးအဆင့်ကတော့အာယုံစိုက်ခြင်းပဲဖြစ်တယ်။ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုသတိပြုနိုင်တယ်။ဥပမာပြောမယ်ဆိုရင်ဆရာတင်နေတာကိုဂယုတစိုက်နားထောင်တာဟာဆိုရင်ပထမဦးဆုံးအာယုံစိုက်ခြင်းအဆင့်ကိုရရှိတာဖြစ်တယ်။ပြီးတော့တုံ့ပြန်ခြင်းအဆင့်လာတယ်။အခန်းထဲမှာတိတိကျကျပါဝင်တယ်။ပြီးတော့မိခွန်းတွေကိုဖြည့်ဆို့နိုင်နေဆိုရင်ဒါတုံ့ပြန်တဲ့အဆင့်ကိုရောက်ပြီလို့ပြောလို့ရတယ်။ပြီးတော့တန်မိုးထားခြင်းအဆင့်ကိုပြောတယ်။အရာဝတ္ထုတစ်ခုကိုဘယ်လောက်ထိအရေးပါတယ် မိမိဘလောက်ထိအကျိုးရှိတယ်ဒါတွေကိုသိရှိတာဟာဆိုရင်တန်ဖိုးထားခြင်းပဲဖြစ်တယ်ဥပမာစီကန်းရှိခြင်းဆရာဆရာမစကားကိုနားထောင်ခြင်းဒါတွေဟာဆိုရင်တန်ဖိုးထားခြင်းပဲဖြစ်တယ်နောက်တစ်ခုကတော့စနစ်တကျစုစည်းခြင်းလို့ခေါ်တယ်အရာဝတ္ထုတွေသို့မဟုတ်တန်ဖိုးတွေကိုစနစ်တကျစုစည်းပြီးတော့ကိုကျင့်တရားနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချနိုင်တယ်ဆိုရင်ဒါကိုစနစ်တကျစုစည်းခြင်းလို့ခေါ်တယ်ဥပမာပြောမယ်ဆိုရင်ပျောက်အခြားတစ်စုံတစ်ယောက်ပျောက်သွားတဲ့ခဲတဲ့ချောင်းကိုရှာဖွေတွေ့ရှိတဲ့အခါ ိုယ်တိုင်သွားပေးတာတော့မဟုတ်အတန်းပိုင်ဆရာတို့အပ်တဲ့အဆင့်မျိုးဖြစ်တယ်နောက်ဆုံးတစ်စင်းကတော့ကိုယ်ရည်ကိုယ်သွေးဖြစ်ခြင်းဖြစ်တယ်ပြောမယ်ဆိုရင်ကိုယ်ပိုင်တန်မိုးစနစ်နဲ့အမြဲတမ်းအခြားလူကိုကူညီတာမျိုးဥပမာပြောမယ်ဆိုရင်လူမှုရေးတရားမျှတမှုအတွက်အမြဲတတိကျလောက်ဆောင်တာမျိုးဒါတွေဟာဆိုရင်ခံစားမှုအဆင့်ရဲ့နောက်ဆုံးအဆင့်ဖြစ်တယ်။ဥပမာပြောရရင်အတန်းထဲမှာမတရားမှုတစ်ခုကိုကြုံလာတဲ့အခါမတရားခံရတဲ့လူဘက်ကရက်တီပြီးတော့မတရားပြုမှုတဲ့လူကိုဆန့်ကျင်တာဟာဆိုရင် ဒီအဆင့်ကိုပြောလိုတာဖြစ်တယ်။လှုပ်ရှားမှုနဲ့ပဲအဆင့်မှာဆိုရင်တော့ပထမအဦးဆုံးလှုပ်ရှားမှုကိုလမ်းညွန်ပေးမဲ့သို့မဟုတ်လှုပ်ရှားမှုကိုတွေ့ရှိတဲ့အခြေခံအာယုံခံအချက်ပြမှုတွေကိုသိရှိတာဖြစ်တယ်။ဥပမာပြောမယ်ဆိုလို့ရှိရင်တန်ဆယ်မှားနေတာသို့မဟုတ်အမှုရာမှားနေတာကိုသိရှိတာဖြစ်တယ်။ဒုတိယတစ်ဆင့်ကတော့ပြင်ဆင်မှုလို့ခေါ်တယ်။ပြောမယ်ဆိုရင် A ဘလို့ရေးရမလဲ B ဘလို့ရေးရမလဲသိရှိလို့ ဘလို့ရေးနိုင်နေဆိုတာကပြင်ဆင်မှုထဲမှာပါတယ်နောက်တစ်ခုကတော့လမ်းညွန်မှုအောက်မှာတုံ့ပြန်မှုဖြစ်တယ်ပြောမယ်ဆိုလို့ရှိရင်ဆရာဆရာမကသို့မဟုတ်အတန်းထဲမှာဥဆောင်တဲ့လူတစ်ယောက်ကဘလို့လောက်ပါတော့ပြောလိုက်ပြီဆိုရင်အဲ့ဒီရဲ့အရာကိုမိမိပါတာမိမိအစာအဆုံးဆက်လက်လှုပ်ဆောင်တာမျိုးဟာလမ်းညွန်မှုအောက်မှာတုံ့ပြန်တယ်လို့ပြောလို့ရတယ်နောက်တစ်ခုကတော့ကြွမ်းကျင်မှုပဲဖြစ်တယ်ပြောမယ်ဆိုလို့ရှိရင်ကွန်ပျူတာကိုကြွမ်းကျင်စွာကင်တက်တာသို့မဟုတ် မြန်မာနိုင်ငံရဲ့မြေပုံလိုမျိုးအရာဝတ္ထုတစ်ခုခုကိုကျွမ်းကျင်စွာဆွဲနိုင်တာဒါတွေဟာဆိုလို့ရှိရင်ကျွမ်းကျင်မှုထဲမှာရှိတာဖြစ်တယ်။နောက်တစ်ခုကတော့ရှုပ်ထွေးသောသုံးပြန်မှုလို့ခေါ်တယ်။ပြောမယ်ဆိုလို့ရှိရင်ရှုပ်ထွေးသောအရာတွေဖြစ်တဲ့တူရိယာတီးခတ်တာ၊ဂီတာတွေတီးခတ်တာသို့မဟုတ်ပီယာနိုတီးခတ်တာစတာတွေဟာဆိုလို့ရှိရင်ရှုပ်ထွေးသောသုံးပြန်မှုထဲမှာပါတယ်။နောက်တစ်ခုကတော့လိုက်လုံးကြီးထွေးစွာပြောင်းလဲမှုလို့ခေါ်တယ်။ပြောမယ်ဆိုလို့ရှိရင် ဘောလုံးကန်တဲ့အခါသို့မဟုတ်တင်းနဲ့ရိုက်တဲ့အခါအခြေခံဘောလုံးသို့မဟုတ်တင်းနဲ့ရိုက်ပုံရိုက်နီးကံပုံကန်နီးတွေကိုတိပေမဲ့တကယ်ပွဲချင်းချက်တွေရောက်လာတဲ့အခါလိုအပ်ရင်လိုအပ်တယ်လို့မျိုးလိုက်ညောညီထွေစွာပြုတ်လုပြီးတော့ပြောင်းလဲနိုင်တာကိုဆိုလိုတာဖြစ်တယ်။နောက်ဆုံးအဆင့်ကတော့တီထွန်ဖန်တီးနိုင်တာဖြစ်တယ်။ဆရာဆရာမတင်ပေးထားတဲ့အရာပေါ်မှာလိုက်လို့ညီထွေစွာပြောင်းရုံသာပြောင်းနိုင်ရုံသာမကပဲမိမိဘာသာမိမိအသက်ဖန်တီးနိုင်နေဆိုရင်ဒါဟာ လှုပ်ရှားမှုဆိုင်ရာကြွမ်းကျင်မှုထဲကနောက်ဆုံးအဆင့်ကိုရောက်ရှိသွားပြီဖြစ်တယ်။ဆရာဆရာမတွေဟာဆိုလို့ရှိရင်မိမိရဲ့တင်ကြားတင်ယူမှုစာသင်ခန်းထဲမှာ Bloom's ရဲ့ထိတ်ဆိုနော်မီနဲ့ပတ်သက်ပြီးတော့ဒီရှုထောင့်၃ရက်ရဲ့အဆင့်အဆင့်တွေကိုသိရှိရမှာဖြစ်တယ်။ဒီ၃ခုကိုနားလည်ပြီးတော့လက်တွေ့အသုံးချနိုင်မယ်ဆိုရင်တော့ပုံမထိရောက်တဲ့တင် जा တင်ရင်မှုလမ်းစဉ်တွေကိုကျင့်သုံးနိုင်မှာဖြစ်တယ် ်တင်ကြားတင်ယူမှုကိုဘက်ပေါင်းဆောင်ကနေမြင့်တင်ပေးနိုင်ဖို့အလွန်အရေးပါတဲ့တင်ကြားရေးဆိုင်ရာလက်နက်တစ်ခုပါပဲဖြစ်ပါတယ်။အခုဆိုရင်တော့ဘလုံးတိတ်ဆိုနိုမီအကြောင်းကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းနားလည်သွားပြီလို့ယူဆပါတယ်နော်။နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြမယ်နော်။